ခုဒီလားတဲ့ရွယ်ချက်လေးမိတ်ပါအောင်ဗျာလားတဲ့ရွယ်ချက်ကတော့အင်းကလေးဘေးသင်ခံရတဲ့ရဟန်းရှင်လူပြည်သူများဘုန်းကြီးရဲ့လက်လမ်းပြီးတဲ့လောက်ဃာတကမဒီတွင်ပြီးပါခொနည်းသာသမီးဤမနိုင်ကမယောအတွင်ပါရှိကြကုန်သောကောင်းမှုရှင်ကုသိုလ်ရှင်အမှုရှင်တွေကနေပြီးတော့ဆုံးတကားတွေဥမာတွေကနေပြီးတော့ ုပေါင်းပြီးတော့လူလိုက်တဲ့ဟာတွေဘုန်းကြီးကဥဆောင်ဥရပြုပြီးတော့ကပိယကာရကတွေနဲ့ကိုယ်တိုင်ကိုယ်ရမြေပြင်ဆင်းပြီးတော့ဒုတိယအကျင်လာရောက်ပြီးမန္တလေးမှာလူတာပါအဲပထမအကျင်ကတော့ပထမခေါ်ကတော့ဘုန်းကြီးကခကြီးလည်းပန်းနေတော့ပျော်ဝယ်မှာနေခဲ့ပြီးရန်ကုန်ပြန်လက်သွားတယ်အဲတုန်းကသိန်းတစ်ထောင်ကျော်ဘူးတော့ခိုးသွားကြီးသမီးရုံးပြီးတော့ ပြည်သူတွေကိုထိတ်ဆက်မှုဟိုစနေတကြရှိတဲ့နေရာကိုလူခဲ့ပြီးပါပြီ။ဘူဒုတိယကျင်းနဲ့တိန့်တတော်အထက်မှာပဲရှိပါတယ်။အဲ့ဒါလာလူတော်ပါတကြီး။အာမအချာပြောကဘာညာဘာမှမရှိပါဘူးမှန်ပါဗျာအခုတော့တော်မဟောရီလာမေးမြန်နေလို့အေးဒီကကြီးတို့လည်းခက်တယ်လို့ကိုတိုင်းကြီးကိုလည်းနားလေတော့တော့လို့အဲ့ဒီစာရပါတွေကိုလည်း ိုတန်းစီကိုလည်းနားလေတော့တော့လို့ဘုန်းကြီးကဟိုစိတ်မဆိုးတတ်ဘူးစိတ်မတူတတ်ဘူးတူလို့ဆိုးသွားပြန်ကောင်းဖို့ပြန်ဆွဲထုတ်ဖို့စိတ်ကလည်းရှေးမလာတော့ဘူးလို့ဘုန်းကြီးလည်းနိုင်ငံသားဖြစ်တဲ့ဒုက္ခတွေရဲ့နိုင်ငံသားတွေခင်ဗျားတို့လည်းနိုင်ငံသားတွေနိုင်ငံသားချင်းချင်းလူသားဆန်တဲ့လူပိသားတဲ့အလုပ်ကို ကိုရင်းစာတရားနဲ့ဗျမစူတရားနဲ့လောက်တာကျန်တော့ဘာပြောကောင်းမှမပါဘူးလို့ပြေချာလေးရှင်းပြလိုက်ပါတယ်မှန်ပါဗျာဒီတိတ်ပြီးတော့ကလုံးကျန်တဲ့နေမပါပါဘူးမှန်ပါဗျာအတိုင်းချီတော့သိဖို့လိုတယ်နော်လို့ကိုခေကိုချိန်ကကိုချိန်နေတိုင်းချီကိုမသိတဲ့လူကအလကားလူလို့မှန်ပါကဲကဲဒီလောက်ပဲမှန်ပါဗျာမှန်ပါဥဒ္ဓမာလေးဗျာဟုတ်ကဲ့အားလုံး